ထိုင်းနိုင်ငံတွင်အိမ်ခန်းပေါင်း1.64တန်းခန်းဟာလူနေထိုင်ခြင်းမရှိဘဲလွတ်နေတာကြောင့် HMB ကဏ္ဍမှာဘန်ငွေ3.65ထရီလီယံအလေလွင့်ဖြစ်နေကြောင်း The Nation Thailand သတင်းမှာဖော်ပြထားပါသည်။ထိုင်းရဲ့ကွန်ဒိုစည်းကွက်ကိုအလွန်အကျိုးမျှော်မှန်းချက်များရှိခဲ့တာကြောင့်ကွန်ဒိုသစ်၄ခုမှာတစ်ခုဟာလွတ်နေပြီးကျွမ်းကျင်သူများကရောင်းအားများကိုမြင့်တက်စေရန်လူလွတ်နေတဲ့ HMB များအပေါ်ခွန်အသင်းများချမှတ်ရန်တိုက်တွန်းနေပါသည်။ လက်ရှိမှာအိမ်ခန်းပေါင်း1.64တရမ64တန်လို့နေမှုဟာဘတ်3.45တရီလီယံတန်ဖိုးရှိစီးပွားရေးပြုံးတိမှုလို့ဆိုနိုင်ပြီးအဲ့ဒီပမာဏဟာထိုင်းရဲ့နှစ်စဉ်ဘတ်ဂျက်နဲ့တူညီလို့နေပါဖြစ်ကြောင်းလေ့လာဆောင်ကြည့်သူများကပြောကြားခဲ့ပါတယ်။ ထိုင်း HME သုတေသနဲ့တန်မိုးချင့်တွဲရေးစင်တာ AREA ရဲ့စစ်တမ်းတစ်ခုမှာအဲ့ဒီလိုလူမနေပဲလွတ်နေတဲ့အိမ်ခန်းအကျပ်တဲဟာဗန်ကောက်မြို့ရဲနမိတ်မှာအဓိကဖြစ်ပွားနေပြီးဗန်ကောက်မြို့ရဲနမိတ်အတွင်း HME ဈေးကွက်အပေါ်အလွန်ကျူးမြှော်မှန်းခဲ့တာကြောင့် AR unit 9300ကျော်ဟာလွတ်နေကြောင်းဖော်ပြခဲ့ပါတယ်။ အဲ့ဒီပြဿနာဟာကွန်ဒိုဈေးကွက်မှာအဆိုးရွားဆုံးဖြစ်နေတယ်လို့ဆိုပါတယ်။ AIEA ရဲ့တမတ်ချက်အရလွတ်နေတဲ့အိမ်ကန်းကိုဖော်ပြရမှာဆောက်လုပ် PCB ရောင်းချရန်အသင့်ဖြစ်နေပေမဲ့လည်းနေထိုင်သူမရှိတဲ့အိမ်ကန်းကိုဆိုလိုခြင်းဖြစ်ပြီးလျှက်စစ်တာသုံးဆွဲမှုအလွန်နှေးပါတဲ့ချက်ကအဲ့ဒီအိမ်ကန်းဟာလူမနေပဲလွတ်နေတဲ့ချက်ကိုပြတ်တရရောက်တယ်လို့ဆိုပါတယ်။ဘန်ကောက်မြို့ရဒေသမှာလွတ်နေတဲ့အိမ်ကန်းစုစုပေါင်းရဲ့58ရာခိုင်နှုန်းမှာကွန်ဒိုများဖြစ်ပါတယ်။ပြည်မြအားဖြင့်ကွန်ဒိုတစ်လုံးမှာလွတ်နေတဲ့အခန်းများကိုရာခိုင်နှုန်းဖြင့်ဖော်ပြရမယ်ဆိုပါက24.8ရာခိုင်နှုန်း းရှိတာကြောင့်ကိုယ်တော်တစ်ခုမှာအခန်းလေးကဲတွင်တခန်းဟာလွတ်နေတယ်လို့အတိပ္ပယ်ရပါတယ်။ဘက်ငါးသိန်းစီနှုန်းအောက်မှာရှိတဲ့ကိုလိုများတွင် အခန်းလွတ်နှုန်းထားဟာ27ဒရမ100ခန်းလို့ဖြစ်ပြီးတန်ဖိုးနဲ့အိတ်ခဲများတွင်ပြုပြင်ထိသိမ်းမှုအားနည်းမှုကြောင့်အဲ့ဒီချင်းဒီဟာပုံမှန်ဆိုးရလာပါတယ်။လုံးချင်းအိမ်များနဲ့တိုက်ခန်းများတွင်အခန်းလွတ်နေပါနေပြီးအလုံးစုံအိုးအိမ်ပိုရှံမှုအခြေအနေဟာတည်ငြိမ်မှုမရှိတဲ့လက္ခဏာကိုညွှန်ပြနေပါတယ်။